ကချင်ပြည်နယ်ဝိုင်းမော်မြို့ခလာယာ58တရင်ကနေလက်မြန်ရွာအထိထိုးစစ်ဆင်တက်ဆွဲထားတဲ့စစ်ကော်မရှင်ပူးပေါင်းတပ်တွေကို KIA ပူးပေါင်းတပ်ဖွဲ့ကပြန်လည်တိုက်ခိုက်ရှင်းလင်းထားနိုင်ပြီဖြစ်တယ်လို့သိရပါဗျ။ဟနသတင်းပေးပို့ထားပါတယ်ရှင်။ဝိုင်းမော်မြို့နယ်လာမြန်ကျေးရွာနီးရှိစစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေတက်ဆွဲထားတဲ့ကာကင်းစခန်းကူကို KIA ပူးပေါင်းတပ်တွေကအောက်တိုဘာ10ရက်နေ့မနက်ပိုင်းမှာတင်ပိုင်နိုင်ခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကသိရပါဗျ။ ဝိုင်းမော်မျိုးရဲ့တခုတီရောမျိုးဆောင်တက်ဖြစ်တဲ့ခလာရ58တက်ရင်ပြည်သူစစ်တပ်စခန်းရှိရာဝဉံကြီးရွာကနေလက်မြန်ကြီးရွာကလန်းနေရတဲ့အထိစစ်ကော်မရှင်ပူပေါင်းတပ်တွေကလေချောင်းလန်နဂျီပြကူတွေနဲ့ပြီးခဲ့တဲ့အပတ်မှနေရယူတက်ဆွဲလာတာဖြစ်ပါတယ်ဒါပေမဲ့အော်တိုဘားလာရှိရနေမနက်9နာရီခွဲအားစပြီးမနက်7နာရီအထိကျင်းလွယ်ရေးတက်မတော်ကြံရင်နဲ့တော်လိုင်းပေါင်းတပ်တွေဘက်ကနေပြန်လည်တွားရောက်တက်ခိုက်ရှင်လင်းနိုင်ခဲ့တာဖြစ်တယ်လို့ခရိုင်ရှိတန်းတည်င်းရင်းမြစ်ကပြောပါရယ် ယာယီတင်းစကန်ဘယ်ဘောနော်လာတီနီကဘာနဲ့စုပ်ပြီးလာရပြီဒီနေ့ဘယ်နှပိုင်းပြန်ပြီးလာနေတယ်ပေါ့အော်သူတို့ကဒီ90ရှိတယ်ပြန်စုပ်ကြတယ်အလုံးနဲ့ခေရန်တင်းစီရမီတာရှိတယ်ပေါ့နော်တကွေးကတော့လူလို့စုံကြီးနေတယ်အလို drone နဲ့လာပြီးပြတာရောရှိရှိတယ်ပေါ့စစ်ကောင်မရှင်ပူပေါင်းတပ်တွေရဲ့ကန်ကင်းစကန်တစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်စစ်တုံးပန်းတချို့ဖမ်းမိတယ်ဆိုပေမဲ့အသေးစိတ်ကိုတော့မသိရသေးပါဘူး ပြီးခဲ့တဲ့အောက်တိုဘာ6ရက်နေ့ကစစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာမြပြင်ကနေခမန်းချင်အင်အားတရားဝန်ကျင်ခန့်အုံပြုပြီးခရင်ရှိရာလာမြန်ရွာဘက်ကိုလက်နက်ကြီးလေးချောင်းပစ်ကူတွေနဲ့ထိုးစစ်ဆင်လာတာကြောင့်နိုင်လေတနာကြီးကစပြီးနောက်နေ့အောက်တိုဘာ9ရက်နေ့မနက်အစောပိုင်းအထိတိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။အောက်တိုဘာ6ရက်နေ့ညကတိုက်ပွဲမှာလမ်းမြန်ကျေးရွာကားလမ်းနေရာတချို့ကိုခရင်ရီနဲ့ဒေါ်လန်ရီတပ်တွေကဆုတ်ခွာလိုက်ရပေမဲ့အဲ့ဒီနေရာအလုံးကိုအောက်တိုဘာ10ရက်နေ့မနက်ပိုင်းမှာ ်ခရင်ပူပေါင်းတပ်ကပြန်လည်တင်ပိုင်လိုက်နိုင်ပြီလို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကစပြီးဝိုင်းမော်58တရင်ကနေဝီယန်တီယော်နာအထိစစ်တပ်ကနေရာယူတဆွဲထားနိုင်ပြီးဝီယန်အထက်လမြန်ကနေအထက်ဘက်အလုံးကိုကချင်လူလည်းတမတော်ခရင်ပူပေါင်းတပ်ကထိန်းချုပ်ထားပါတယ်။စစ်ကောင်မရှင်ပူပေါင်းတပ်ကကရင်ပူပေါင်းတပ်ထိန်းချုပ်ထားတဲ့ဝိုင်းမော်မြို့နယ်လက်မြန်ကျွာဘက်ကိုလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေလှုပ်ဆောင်လေးရှိတယ်လို့ဝိုင်းမော်မြို့ခံတယောက်ကပြောပါရယ် ဘိုင်းမော်တိုက်ခွဲကညီရတာတော့မဟုတ်ဘူးဘောနော်လို့ပဲညီလိုက်ပြလိုက်နေနေတိုင်းဖြစ်နေတယ်ဘောနော်လို့တနေ့ကြီးလဲအရန်ပြစ်တယ်ဘောနော်မြစ်ချနာကနေလဲပြစ်တယ်ရရဒရုန်းတွေနဲ့လဲပါတယ်ဘောနော်အတခါတခါဆိုလို့ညီရောညရောလို့ပြစ်လို့တိုက်ပွဲကြီးဖြစ်ပြီးဆိုရင်မှလဲထင်ကြတဲ့အချိန်ဘောနော် အဒီအဲ့လိုဂျာထဲမှာတမတ်ကလေးအဲ့လိုလေရင်နဲ့လာဖြစ်တာလည်းရှိသေးရဲ့ဗျလက်ရှိဝိုင်းမော်တိုက်ပွဲအနေထားကတော့ကချင်လူလည်ရေးတက်မတော်ခင်ရင်နဲ့တော်လိုင်းရေးတက်ဖွဲ့တွေကခန်းစစ်နဲ့တာခုခံနေပြီ စစ်တပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်တွေဘက်ကလက်အမြင်ရွာဘက်ကိုထိုးတက်လာရင်တိုက်ပွဲဖြစ်ပွားလိမ့်ရှိပြီးသူတို့ဘက်ကငင်ရင်တိုက်ပွဲလည်းငြိမ်တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဝိုင်းမုံမြို့နယ်စတုံးအပါဝင်ကမ္ပိုင်တီလန်းကျောတကျောမှာရှိတဲ့စစ်တပ်စခန်းတွေကို2024ခုနှစ်ဇွန်လမှာကချင်လူလက်ရေးတပ်မတော် KYA နဲ့တော်လိုင်းရေးတပ်ပေါင်းစုတွေဘက်ကတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက်မင်းရှားတတုဒုဖော်ရချီဖွေမြို့နယ်ပောင်ဝါဒီသားကို2024ခုနှစ်နှစ်ကုန်ပိုင်းမှာအပြီးသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေဟာမြေရှားတပ်တူထွက်ရှိတဲ့ကြီးဖွေးပောင်ဝါလန်ဆဲစတုံးကမ်ပိုင်တီဖီမွန်စားတဲ့တရုတ်နယ်ဆက်မြို့နေရာတွေကိုပြန်ရဖို့ဝိုင်းမော်မြို့နယ်ခြေကစစ်မင်းသပင်တစ်ခုကနေထိုးစစ်ဆင်တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်ကျွန်မဟန်နာပါ